သွားကြအောင်ဘာရဝေဘာရသုံးသာဝတိမြို့ဇေတဝန်ကျောင်းမှာသရင်သုံးနေတဲ့အချိန်မြတ်စွာဘုရားကဟောခဲ့ဘဝနဲ့ပတ်သက်ပြီးတော့နားလည်စရာ၄မျိုးရှိတယ်ဘဝနဲ့ပတ်သက်ပြီးတော့နားလည်စရာ၄မျိုးကဘာလဲဆိုတော့ဘာရဝန်တော့ဝန်ဖို့အကြောင်းလည်းနားလည်ရပါဘာရဟာရ ဝန်တော့ဝန်ဘောကိုထားဆောင်သူကိုလည်းပဲနားလည်ရဗာရဒါနဝန်တော့ဝန်ဘောကို ယူထားတာလည်းပဲယူထားပုံကိုလည်းနားလည်ရဗာရနေကေပနဝန်တော့ဝန်ဘောကိုပြစ်ချတဲ့ပုံစံကိုလည်းပဲနားလည်ရပဲအဲ့ဒီလေးမျိုးပေါ့တန်တုနာတာသာဓုကမနတိကရောထာအဲ့ဒါကိုနားထောင်ညာသိချာနားထောင်ညာစိတ်ဆိုင်ထားကြ လေးလက်တဲ့အရာတွေပြောပြီဆိုရင်မြတ်စွာဘုရားကဒီစကားပြောတာတွေကြီးပဲလေးလက်တဲ့အရာပြောပြီဆိုရင်သာဓုကံဒုနောထဘာလို့ရပါလဲသေချာနားထောင်ရတယ်ရိုးရိုးနားထောင်လို့မရဘူးနော်သေချာနားထောင်ရတယ်မနတိကရောထစိတ်ဆိုင်ထားရတယ်သေချာနားထောင်ဖို့စိတ်ဆိုင်ထားဖို့မြတ်စွာဘုရားကပြောတယ်ဟောပြီကတမောစာဘိဘေဘာတော့ဝန္ဒုံဝန်ဖို့ဆိုတာဘာလဲဆိုတော့မေဇုပါဒနခန္ဓာ ဥပါဒနာခန္ဓာ၅ပါးလောလောပြောရင်ခန္ဓာ၅ပါးခန္ဓာကိုယ်ကြီးဟာဝန်တော်ကိုယ်ကြီးပဲဦးဇင်းတို့တော်တော်များများကပြောကြတယ်စံအိတ်ကဝန်တော်ဝန်ဘိုးပဲခရီးသွားတဲ့အခါကျတော့အိတ်ကလေးဟာဝန်တော်ဝန်ဘိုးပဲဒါတွေကိုတော့လူတိုင်းလူတိုင်းဝန်တော်ဝန်ဘိုးမှတော့သိတယ်နော်ဒါပေမဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကြတော့ဝန်တော်ဝန်ဘိုးမှမသိကြဘူးကြံတဲ့ဝန်တော်ဝန်ဘိုးထက်ကြံနာဝန်တွေထက် ဟောဒီခန္ဓာ၅ပါးဆိုတဲ့ဝင်တော့ဝင်ဖို့ကြီးอ่ะပိုးပြီးတော့လေးတယ်တဲ့နော်ပရိဟာရဗာရိယတ္တာတဲ့သာဓာဖွင့်ထားတယ်သေဆောင်ဖို့တော်တော်ခက်တာနော်သေဆောင်ဖို့ထမ်းဆောင်ဖို့တော်တော်ဝင်လေးတာကုသနောတို့ရေဒီရောတို့ရေကတော့ခန္ဓာကိုယ်ကိုချစ်ကြတဲ့အခါကျတော့ကိုယ်ကိုယ်ကိုကိုယ်ခန္ဓာကိုယ်ချစ်ကြတဲ့အခါကျတော့သေဆောင်နေရတယ်လို့မထင်ဘူးနော် ဒါပေမဲ့ဒီခန္ဓာကိုယ်ကြီးကိုသေဆောင်နေရတဲ့အကြောင်းကိုသိဖို့ရာထာကနာဖွင့်တာတဲ့။အာသေဆောင်တာတားဝင်လေးတာတဲ့။ဘလောက်ဒီဝင်လေးတဲ့ကြည်လိုက်တဲ့။သွားတယ်။သွားရက်ထိုင်လျောင်းဣတိယဘုံလေးနဲ့သေးပါနဲ့သေးနေရတာ။ဦးဇင်းတော်တွေကြာကြာထိုင်ရင်ဒီခန္ဓာကိုယ်ကြီးအဆင်မပြေပြန်ဘူး။ဘာဆိုရင်လမ်းလျှောက်ရတယ်။နောက်ဒီရတော့ဆိုရင်ခုနန္ဒတဲ့စီဂျိုလေးနဲ့နဲ့ရှိလာ။ရှိလာတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့လမ်းလျှောက်ရက်လိုမရအောင်စာဖတ်တာဆိုလမ်းလျှောက်ပြီးတော့ဖတ်ရတယ်။မရက်ရွတော့လည်းလမ်းဖြောက်ရတော့။တနေ့ကို ခြေလမ်း9000လောက်မှလမ်းမလျှောက်ရင်စိတ်ကြွအဆင်မပြေဘူးဒါခန္ဓာကိုယ်ကြီးသေဆောင်တာမဟုတ်ဘူးလားဟုတ်တယ်ဒီကလေးကျတော့ခန္ဓာကိုယ်ဒီတော့လမ်းလျှောက်ပြီးတော့လည်းပဲခန္ဓာကိုယ်သေနေရတာပဲပြီးတော့ဒီကလေးကျတော့နာယူရတယ်လဲရတာရှိတယ်ထိုင်ရတာရှိတယ်သွားရတာရှိတယ်ရက်ရတာရှိတယ်ဣရိယာပုလေးပါးနဲ့ဟောဒီခန္ဓာကိုယ်ကြီးသေဆောင်နေရထမ်းဆောင်နေရတာပြီးတော့အစာအသောက်တွေနဲ့ထမ်းဆောင်နေရတာဒီခန္ဓာကိုယ်ကြီးကဘလောက်တွေလေးလဲကြည့်လိုက်ဦးဇင်းတို့ဒီကလေးကျယောဂရှိတဲ့သူဆိုပိုးသိတယ် ယောဂရှိပြီဆိုရင်အစားအနောက်ကရှောင်ရတော့တာလေဟုတ်တယ်မလားအဲဒီလိုဆိုရင်လည်းဟင်းတွေပါတယ်ပေါ်တယ်ဒါပေမဲ့လည်းပဲဟင်းရုပ်ပေါက်ပါရင်တော့နည်းလေဒီဟင်းရုပ်ပေါက်ပါတယ်ထင်အဲ့ဒီအကြီးတောက်တာကောင်းနေတာတော့မှအဲ့ဒါယူဖဲပြရတယ်ဟင်းရုပ်ဟင်းရုပ်ပေါက်ပါတယ်အကြီးဥစည်းတော့တောက်လို့မရဘူးတရသီးတွေလာပြီးတော့ကတ်တယ်ပေါ်တယ်တရသီးတွေဥစည်းတော့စားလို့မရဘူးရှောင်ရတာပဲပြီးတော့မစားလို့လည်းမဖြစ်ဘူးလေစားတော့ရတာပဲစားတဲ့ကနေတိုင်းစားပြီးတော့ဒီခန္ဓာကိုယ်ကြီးကို သူဒီခန္ဓာကိုယ်ရဲ့တာဝန်တွေကိုထမ်းဆောင်နေရတာဒါဒီခန္ဓာကိုယ်ကြီးကိုကြီးကမထမ်းဆောင်ရတဲ့အချိန်ရှိလားကျန်တဲ့ဝန်ဆိုတာမထမ်းဆောင်ရတဲ့အချိန်ရှိတယ်နော်ပြီးတော့ကိုကပင်မမ်းမိဆိုရင်ချထားလို့ရသေးတယ်ဒီခန္ဓာကိုယ်ကြီးကချထားလို့မရဘူးဥရိယပုံလေးပါးနဲ့အမြဲတမ်းထမ်းဆောင်နေရတယ်အစာအသောက်တွေနဲ့နေတယ်အမြဲတမ်းထမ်းဆောင်နေရတယ်ရေချိုးရတယ်ရေမချိုးရင်အစင်းကိုမပြေဘူးရေနေတိုင်းချိုးနေရတယ်ပြီးတော့အပြင်ကဆင်ရသေးတယ်နော်ဒီရော လူမိတ်ကလေးတွေဆိုဘိုးဆိုးတာပေါ့နော်ပြင်ရစင်ရသေးတယ်ပြီးတော့အဝတ်အစားတွေနဲ့ဖုံးထားတွေသေးသေးချာချာလောက်ရသေးတယ်ဒီခဏကိုကြီးကိုထဲသက်ဆောင်ရတာတော်တော်ကိုခက်တာတဲ့ဒါကြောင့်သူ့ကိုဝင်လို့ခေါ်တာကြံတဲ့ဝင်နေဆိုတာကအဲ့လောက်မလေးဘူးတဲ့ခန္ဓာဆိုတဲ့ဝင်ကပိုးလေးတယ်တဲ့ကြံတဲ့ဝင်နေဆိုတာခဏချထားလို့ရတယ်ခန္ဓာကိုယ်ဆိုတဲ့ဝင်ကြီးကချထားလို့ကိုမရဘူးအမြဲတမ်းကိုတက်တက်လုံးငွေရကနေသေရသေးတဲ့အချိန်ခန္ဓာကိုယ်ကြီးဆိုတော့ဝင်ကိုပယ်ဆောင်နေရတာဒါကြောင့်မြတ်စွာဘုရားက ဝန္တကဝန်နဲ့ပါဝန္တော့ဝန်ဘိုးအကြီးဆုံးဝန္တော့ဝန်ဘိုးကဘာလဲဆိုရင်ခန္ဓာ၅ပါးခန္ဓာ၅ပါးဆိုတဲ့နေရာမှာရိုးရိုးခန္ဓာ၅ပါးကတိတ်တော့မလေးဘူးဥပါဒနာခန္ဓာအစွဲလန်းရှိသွားပြီဆိုရင်ပိုးလေးသွားဟုတ်ဘူးလားဦးဇင်းတော်တွေဒီရတော်တွေကပုထုဇဉ်တွေလေပုထုဇဉ်တွေဆိုရင်အစားအသောက်နော်အရိယာတွေအစားအသောက်စားတာနဲ့ရိုးရိုးအစားအသောက်စားတာတူလားအဲထမင်းအသက်9ရက်ဆိုပြီးတော့ရှိတယ်လေ ခမဲတခုနှစ်တရစားပြီပြီဆိုရင်ခုနှစ်မစားလည်းမသေးဘူးဆိုတာသိတဲ့အခါကျတော့အရိယပုဂ္ဂိုလ်ကြီးတွေကတရစားပြီးတော့နိရောဓတမပါခုနှစ်ကြီးဝန်စားပြလိုက်တာဟောခန္ဓာကိုယ်ကတော်တော်သက်သာတာသူပြည့်စုရတာနဲ့လည်းသက်သာတယ်တပည့်တော်ကြောင့်မဟာမယဝုယအာနော်မနလည်းစားနေလည်းစားစားညလည်းစားဘာလဲဆိုတော့မဘူးလို့လည်းဆိုတော့ဥပါဒံစွဲတွေကြောင့်အစွဲတွေကြောင့်အစွဲရတော့အရာောက်လိုက်ရင်နှစ်မျိုးပေါ့တဏ္ဏစွဲနဲ့ဒေကြီးစွဲဟုတ်တယ်မလား တဏဆွဲဒီခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့အစွဲလမ်းကြီးကကြီးတယ်။ဒိဋ္ဌိဆွဲငါ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 ခန္ဓာကိုယ်ငါခန္ဓာကိုယ်ဆိုတဲ့အမြင်ကလည်းပဲကြီးတယ်။အစွဲလမ်းကြီးလေဒီဝန်ကြီးကပိုလေးလေပဲ။အစွဲလမ်းကြီးလေဒီဝန်ကြီးကပိုလေးလေပဲ။ဒါကြောင့်မြတ်စွာဘုရားကဒီကိုယ်ဘဝနဲ့ပတ်သက်ပြီးတော့သိတဲ့သိထိုက်တာနံပါတ်၁တဲ့ဝန်တော်ဝန်ဘုန်းကြီးဆိုတာသိရမယ်။ဝန်တော်ဝန်ဘုန်းကြီးဆိုတာဘာလဲဆိုတော့အစွဲလမ်းနေတဲ့ဟောဒီခန္ဓာကိုယ်ကြီးကဝန်တော်ဝန်ဘုန်းကြီးပဲတဲ့။ ဆွဲလန်းနေတဲ့ခန္ဓာကိုယ်ကဘာလဲဆိုတော့ရုပ်ဝေဒနာအတ္တညာသင်္ခါရဝိညာဉ်ပါပဲ။နောက်ဘာရာဟာရဝန္ဒုတ်ဝန်ဘုံကိုထမ်းဆောင်တဲ့သူဒီဝန္ဒုတ်ဘုံကိုထမ်းထားရတဲ့သူတွေဆိုတာဘယ်သူတွေလဲဆိုတော့ပုဂ္ဂလောတိတ်တာဝဇ္ဇနာပုဂ္ဂိုလ်ပဲ။ပုဂ္ဂိုလ်ဆိုတာဘာလဲဆိုတော့ဖြစ်ချင်။ပုဂ္ဂိုလ်တို့တတ္တဝါတို့ငါတို့ယူတယ်ဆိုတာဘယ်သူတွေပဲယူတာလဲ။ပုရုဇဉ်တွေပဲဟုတ်တယ်မလား။ ုရုဇဉ်တွေကပုဂ္ဂိုလ်တတ္တဝါငါလို့ယူဆတာဖြစ်တဲ့အတွက်ကြောင့်ပုရုဇဉ်ဖြစ်လေပို့ပြီးတော့ဝင်ငါကြီးလေပဲနော်ဝင်ငါကြီးလေပဲအဲပုဂ္ဂိုလ်လိုအများလောကထဲမှာနေရတဲ့ကျန်တဲ့အရိယာပုဂ္ဂိုလ်တွေလည်းပဲအနည်းငယ်အများတော့ခန္ဓာဝင်ကိုပယ်ဆောင်ရတာကြီးပါပဲတဲ့ပုဂ္ဂိုလ်ဆိုတာဘာလဲဆိုတော့ဧဝံနာမောဧဝံကုတောနာမည်မျိုးမျိုးတတ်ထားတဲ့ပုဂ္ဂိုလ်တွေအနွယ်မျိုးမျိုးတတ်ထားတဲ့ပုဂ္ဂိုလ်တွေနော်နာမည်တွေအဲ ဘောရမသိတ္တဘောရမဆိုတာအနွယ်ပေါ့ကွာသိတ္တဆိုတာနာမည်ပေါ့အဲ့လိုပဲပေါ့တပည့်တော်လည်းပဲအဲမြန်မာလူမျိုးပါဆိုတဲ့နာမည်နာမည်မျိုးမျိုးအနွယ်မျိုးမျိုးတတ်တယ်ပုံကိုယ်တွေကခန္ဓာကိုယ်ဆိုတဲ့ဝင်ကြီးကိုထမ်းဆောင်နေရတာဒါသိပြီးသားပဲဦးဇင်းတော်တို့တွေမျိုးတော်တွေအကုန်လုံးကခန္ဓာကိုယ်ထမ်းဆောင်နေရတာအဲဆိုရင်နောက်တစ်ဆင့်တဲ့ဘာရာဒါနံခန္ဓာကိုယ်ထမ်းလာဆောင်ရတယ်ထမ်းလာတယ်ယူ ကောက်ယူတာခန္ဓာကိုယ်ဆိုတဲ့ဝင်ကြီးကိုကောက်ယူလိုက်တာဘယ်အချိန်ဘယ်သူဘာကကောက်ယူပေးတာလဲဘလို့ကောက်ယူလိုက်တာလဲဆိုတော့တဏှာကကောက်ယူပေးတာဒီခန္ဓာကိုယ်ကြီးရလာတာဘာကြောင့်ရလာတာလဲဘသူကယူပေးလိုက်တာလဲလို့မေးရင်တော့တော်တော်များများဖြေကြမှာပေါ့ကံလို့ပြောမှာပေါ့ဟုတ်တယ်မလားကံကပေးတာကိုကံကဒီခန္ဓာကိုယ်ကြီးကိုရအောင်ယူပေးလိုက်တာဒါပေမဲ့ကံတကူတည်းပြီးပြီလားမပြီးဘူးဒီတော့ဟိုတနေ့ကစာကြတယ်မှာပြောပါတယ်မျိုးစေတဲ့ မျိုးစေ့လေးကတော့မျိုးစေ့လေးပါပဲဒါပေမဲ့အစိမ့်တက်ပါတဲ့မျိုးစေ့လေးဆိုရင်မြေကြီးပေါ်ချစိုက်လိုက်ရင်အပင်ပေါက်တယ်အစိမ့်တက်မှအစိမ့်တက်တွေကိုပြောင်းအောင်ဘာလို့လောပြလိုက်မယ်နေပူလာပြလိုက်မယ်မီးမြိုက်လိုက်မယ်အစိမ့်တက်တွေပြောင်းသွားအောင်ဟိုအစိမ့်တက်တွေကုန်းသွားအောင်နော်အဲ့လိုလောပြလိုက်မယ်ဆိုရင်အဲ့ဒီမျိုးစေ့လေးစိုက်ပြီမှလည်းပဲရှင်းသေးတာမရှင်းတော့ကံဆိုတာစေတနာကိုပြောတာစေတနာကကံလို့ပြောပြီမှလည်းပဲ အဲပုရုဇဉ်လည်းပဲစေနာပါတာပဲစေနာဆိုတာတပ္ပစေတသာနာစေသိပဲလေပုရုဇဉ်လောတမရလည်းပဲစေနာပါတာပဲလောတာပန္တကရကနာကနေလောတမရလည်းပဲစေနာပါတာပဲယန္နာလည်းလောတမရလည်းပဲစေနာပါတာပဲဒါပေမဲ့တဏဆိုတဲ့အစိုးတက်အစေးတက်မပါတဲ့အခါကျတော့အဲ့ဒီစေတနာကဘာဖြစ်လို့လဲဆိုတော့ဘဝတွေအကျိုးမပေးတော့ဘူးခန္ဓာကိုယ်ကြီးမရတော့ယန္နာပုဂ္ဂိုလ်ကြီးတွေရနော်တပည့်တော်ဥစဉ်တို့ကြတော့ဘာလို့ဆိုတော့လောတမရ ကံတွေဟာစေတနာတွေဟာတဏအစေတတ်တွေပါနေတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုရင်ဘုံဘွားတွေရနေတော့မှာပဲဒါကြောင့်ဒီခန္ဓာကိုယ်ကြီးရတာဟာတဏအစေတတ်ကြအဓိကပဲတဲ့တဏဟာဘောနောဘိက နောင်ဘွားတွေကိုလည်းပဲရအောင်ကြောင့်လုပ်ပေးနိုင်တယ်နန္ဒီတာကသာကတာအာဆွေလနာတွေမမောတာတွေတွဲတာတွေဖြစ်အောင်လည်းလုပ်ပေးနိုင်တယ်တတရတတပိဏ္ဍိနီအာယုံအမျိုးမျိုးဘဝအမျိုးမျိုးတွေကိုလည်းပဲလိုချင်တတ်တဲ့သဘောတရားလည်းပဲရှိတယ်အဲ့ဒီတဏဟာ ဘာလဲဆိုရင်ခန္ဓာကိုယ်ကိုယူလိုက်တာပဲတဏှာရှိရင်ခန္ဓာကိုယ်ကိုခန္ဓာကိုယ်ဆိုတဲ့ဝင်ကြီးကိုထမ်းလိုက်တာပဲလို့မှတ်လိုက်အဲ့ဒီတဏှာဘယ်နှမျိုးရှိလဲ၃မျိုးကာမတဏှာဘဝတဏှာဝိဘဝတဏှာကာမတဏှာလူတွေနဲ့တည်းဆိုရင်တော့ကာမတဏှာကအဓိကဇက်လိုက်ပေါ့လူချမ်းသာတွေရခြင်းနဲ့နတ်ချမ်းသာတွေရခြင်းနဲ့လူစည်းစိမ်တွေရခြင်းနဲ့နတ်စည်းစိမ်တွေရခြင်းနဲ့လူခန္ဓာကိုယ်ရခြင်းနဲ့နတ်ခန္ဓာကိုယ်ရခြင်းနဲ့ဒါတွေက ကာမဝဆရဆိုတဲ့အတိုင်းပဲနော်ကာမဂုဏ်တွေနဲ့အဓိကဆက်ဆက်တဲ့နေရာကြီးတွေလူပြည်နဲ့ပြည်တွေကာမဂုဏ်ဆိုတာတခြားမဟုတ်ပါဘူးအပျော်ပါပေါ့ပြန်စင်အမြင်အစင်အတန်အနတ်အရသာအထီးတွေ့ဓာတွေကိုလိုချင်တဲ့စိတ်တွေတဏှာတွေများလာပြီးပါလာပြီးကာမတဏှာကာမဂုဏ်တွေကိုလိုချင်တဲ့တဏှာတွေဖြစ်လာပြီးဆိုရင်လူပြည်နဲ့ပြည်တွေမှာဖြစ်ကြရတယ်ဘဝတဏှာဘဝတွေကိုလိုချင်တာ ဘုံဘဝဆိုတာကကြံတဲ့ဘုံဘဝတွေမဟုတ်ပါဘူးရူပဘဝနဲ့အရူပဘဝရူပဘဝအရူပဘဝကြာကာမတဏမရှိဘူးကာမကာမကုံတွေမရှိဘူးเนาะကာမကုံတွေကိုလိုချင်တဲ့စိတ်တွေလည်းနေတယ်เนาะကာမကုံတွေမရှိဘူးဒါပေမဲ့ဘယ်ကိုလိုချင်တာလဲဆိုတော့ရူပဘဝအရူပဘဝကိုလိုချင်တာသူတို့ကသိတယ်လေကာမကုံတွေကသေသေးချာချာဇင်းမြစ်ကြည့်လိုက်တဲ့အခါကျတော့သေသေးချာချာလေးလာကြည့်လိုက်သူတင်နာလောက်ကြည့်လိုက်တဲ့အခါကျတော့ကာမကုံတွေဆိုတာကတော့ ပြောစရာတော့ကောင်းတယ်ကောင်းပါတယ်ဒါပေမဲ့နောက်ဆက်တွဲအကျိုးတွေကများလွန်းတယ်အဆိုးတွေကများလွန်းတယ်စိုက်အပတ်တွေကများလွန်းတယ်ဒီလိုသိလိုက်တဲ့အခါကျတော့ကာမဂုဏ်တွေကိုမလိုချင်တဲ့စိတ်ဖြစ်အောင်သူတို့ကစူးစမ်းကြတာဇံရအောင်စူးစမ်းကြတာ ကာမဂုဏ်တွေထက်တာတဲ့ချမ်းသာတွေရအောင်သူတို့ကစူးစမ်းကြတာဘယ်ရောက်ပါလဲ ရူပဘောအရူပဘောရောက်သွားတာရူပဇံအရူပဇံဒါကြောင့်ရူပဇံအရူပဇံကိုလိုချင်တဲ့တဏှာဖြစ်ရင်လည်းပဲရူပဘောအရူပဘောမှာခန္ဓာဘောကြီးတွေဖြစ်အောင်ပါပဲဒါလည်းပဲဒုက္ခဝင်ဝင်တော့ဝင်ဘောကြီးတွေပဲယူတာနဲ့အတူတူပဲတဲ့အဲ့လိုဆိုရင်ဗျာကာမဘောလည်းမလိုချင်တော့ဘူးရူပဘောလည်းမလိုချင်တော့ဘူးဝိဘဝတဏှာဘုံဘဝတွေပြတ်တယ်လို့သတ်မှတ်လိုက်မယ်ဆိုရင်ရပြီလားဟာတကယ်ပြတ်ရင်တော့သာဘောတကယ်မပြတ်ဘဲနဲ့တကယ်ပြတ်တယ်လို့ယူတဲ့အယူတွေကလည်းရှိသေးတယ်ဟုတ်တယ်မလား အဲဒီရောခရစ်စတန်နေမုစလင်နေဒီဘဝပြီးပြီဆိုရင်ရက်သွားပြီသူတို့ဘုရားသခင်ကအဲတရားစီရင်တဲ့နေ့ကိုစောင့်ရတော့မှာပဲသူတို့တရားဘုရားသခင်ကတရားစီရင်နေလိုက်မှာနောက်ဘဝဆိုဆက်မရှိတော့ဘူးဒီလိုယူတာတကယ်မရှိဘူးဆိုရင်တော့ကောင်းတာပေါ့ဟုတ်တယ်မလားဒါမှတကယ်ရှိသေးတယ်ဆိုတော့ဒီမရှိဘူးတကယ်မရှိတော့ဘူးဘဝပြတ်ပြီဆိုပြီးတော့ယူတဲ့အယူအပေါ်မှာအယူကိုဆွဲလန်းတာကကာမဂုဏ်ဆွဲလန်းတာတဲ့တော့မပါတယ်မလိုမှကိုမလွတ်နိုင်ဘူးဦးဇင်းတို့ဟုတ်တယ်မလား ကိုဘာသာကိုဘာသာကိုယူဝါဒကိုယူတဲ့အယူကဆွဲလမ်းမှုကဘလို့မှအောင်မလွတ်နိုင်အဲ့လိုဘုံဘဝပြတ်တယ်ဆိုတဲ့ဟာကြီးကိုယူစပတဲ့နေရာမှာအဆွဲလမ်းဆိုတဲ့တဏ္ဍာကဝိဘဝတဏ္ဍာပဲအဲ့ဒီတဏ္ဍာ၃မျိုးရှိရင်တဲ့ဒီခန္ဓာကိုရအောင်မှာနော်ဝိဘဝတဏ္ဍာဆိုတာမှားတဲ့အယူဝါဒယူမယ်ဆိုရင်တော့ကြံပြောင်းကြံပြန်နေဖြစ်ကုန်မှာပေါ့ကွာနော်ကောင်းတဲ့ဘဝရောမကောင်းတဲ့ဘဝရောအကုန်ရောက်နိုင်တော့တာပေါ့ ဒါကြောင့်အဲ့ဒီခန္ဓာကိုယ်ကြီးရအောင်ယူတယ်ယူတယ်ဆိုတာဘာကယူတာလဲဆိုရင်တဏ္ဏကယူတာဆရာဘာရဏိကပနာအဲ့ဆိုရင်ခန္ဓာကိုယ်ပြင့်ချလို့ဝန်ကြီးကိုပြည့်ဝန်တော်ဝန်ဘောကြီးကိုပြည့်ချလို့မရဘူးလားရတာဘောတဲ့ဒါဘုရားဘာသာရဲ့အာသာချက်အဲ့ဒါပဲဒုက္ခကိုလည်းသိတယ်ဒုက္ခရဲ့အကြောင်းကိုလည်းသိတယ်အဲ့ဒီဒုက္ခတွေလွတ်ပြဖို့ရတယ်ဒုက္ခကင်းရကိုလည်းပဲချုပ်ရကိုလည်းပဲသိတယ်ဟာအဲ့ဒါကောင်းတာတချို့ကြတော့ ပိနေတာနော်တချို့ကျဆင်းရဲမှန်းတော့သိတယ်ဒါပေမဲ့အဲ့ဒီဆင်းရဲလွတ်မြောက်ဖို့နီးလန်းလည်းမသိဘူးလွတ်မြောက်တဲ့နေရာလည်းပဲမသိဘူးအဲ့ဒါကြီးကတော်တော်ဆိုးဆိုးပဲပြီးတော့ထောင်နဲ့ကြနေတာနဲ့အတူတူပဲထောင်တော်မှရိုးထောင်မဟုတ်ဘူးဘယ်မှမထွက်ရတဲ့တတိယတဲ့မှာနေရတဲ့ထောင်နဲ့ကြနေရတယ်လို့ပဲအထွက်ပေါက်ကမရှိဘူးအခုမြတ်စွာဘုရားကတော့ဗာရဏိကပနာဝန်တော်ဝန်ဘောကြီးကိုပြစ်ချတဲ့နေရာဘာလဲအကြောင်းပြရင်အကျိုးပြတာပဲတဲ့ ခန္ဓာကိုယ်ဆိုတဲ့ဝန်တော်ဝန်ပေါ်ကြီးပြတ်ခြင်းနဲ့ဆိုခန္ဓာကိုယ်ရဲ့အကြောင်းပြတ်တယ်တဏှာကိုပြတ်အောင်လို့နော်လိုချင်မှုတဏှာကိုပြတ်အောင်လို့ခုနပြောခဲ့ပြီလေဦးဇင်းတော်တွေဒီတော်တွေသင်စွန်းစားတဲ့အခါကျတော့စင်ញင်ရတယ်လေအိမတကာယတတိတိယယဘနာယဟောဒီခန္ဓာကိုယ်ကြီးတည်တတ်ရင်ရပါပြီဟောဒီခန္ဓာကိုယ်ကြီးနဲ့အလုံးလုံးလို့ရရင်တော့ပါပြီဆိုတော့အဲ့ဒီစိတ်ဓာတ်လေးနဲ့စွန်းစားရမယ်လို့ပြောခဲ့တာလေဒါတဏှာပြတ်နေတာပဲဟုတ်တယ်မလားအဲ့လိုမဟုတ်ဘဲနဲ့ဟာလှဖို့ပါဖို့ဝါဖို့အဲအဆက်ဝါဖို့ပြတ် အစဉ်ပြေဖို့ဗလာတောင်းဖို့အဲ့ဒါတွေရှောင်ပြီးတော့စဉ်းစားနေရင်တဏှာပုံးပို့တိုးတာတဏှာဖြတ်တာကဘာဖြစ်လဲဆိုရင်ခန္ဓာဒုက္ခကိုဖြတ်လိုက်တာပဲနက်နက်သက်သာသွားတယ်ခုနကတော့အစားတော့စင်ညင်တာတော့မှနက်နက်သက်သာသွားတယ်တဏှာကိုအသေးတာဝေးတာကနေတော့ဒါအကုန်လုံးကိုကင်းအောင်အထိကိုဖြတ်နိုင်မယ်ဆိုရင်တော့ပြီပြီအဲ့နိဗ္ဗာန်ပဲနိဗ္ဗာန်ဆိုတာတဏှာလုံးလုံးကင်းအောင်ဟိုတဏှာတော့ဘဝတစ်ကြောက်လုံးက တန်တရာတစ်ယောက်လုံးကပါလာတာဆိုတော့အစွဲတက်ကကြီးလွန်းတယ်ကြီးလွန်းတဲ့အခါကျတော့အဲ့ဒါကိုကင်းအောင်ဖြတ်တဲ့အခါကျတော့တစ်ချက်ထက်တော့ဖြတ်မရဘူးဘယ်နှချက်ဖြတ်လဲ၄ချက်ဖြတ်တာဟုတ်တယ်မဟုတ်လားသောတာပန်နဲ့တစင်ဖြတ်ရတယ်သက္ကတာကနဲ့တစင်ဖြတ်ရတယ်အနာဂံနဲ့တစင်ဖြတ်ရတယ်ယန္နာပြတာတဖို့နဲ့တစင်ဖြတ်ရတယ်၄စင်ကိုဖြတ်ယူရတာအဲ့ဒီလိုအကုန်ကုန်အောင်ဒီ၄စင်ဖြတ်နိဗ္ဗာန်ရောက်ပြီဆိုရင်အခန္ဓာကိုယ်ကြီးကအကုန်လုံးလွတ်ချပြီးသားဖြစ်သွားပြီစာကောပတိနေတဲ့ကောစွန့်ရမယ်ထပ်စွန့်ရမယ် မုတ်တိလွတ်အောင်လုပ်ရမယ်အနာလေးကိုမတွေ့တအောင်လုပ်ရမယ်အဲ့ဒီတဏှာကင်းအောင်လုပ်ရင်ခန္ဓာမှာဒုက္ခတွေသက်သာတယ်ဒါကြောင့်ဒီလိုအကြံမြင့်နေနဲ့ပြောမယ်ဆိုရင်တော့ခန္ဓာဒုက္ခဒီဘဝမှာတော့ကြုံရအောင်မှာပဲအဲ့ဒီကြုံရတဲ့အခါမှာသက်သာအောင်လုံနည်းတော့ရှိတယ်လွတ်မြောက်အောင်လုံနည်းလည်းပဲရှိတယ်သက်သာအောင်လုံနည်းကဘာလို့အောင်လဲနေအောင်တော့ကြိုးစားကြဒါဆိုရင်သက်သာတယ်နော်အဲဒီခန္ဓာကိုယ်ကြီးကိုတအားကြီးကိုဆွဲလမ်းမှုတွေများနေတယ်ဆိုရင်တော့များလေဒုက္ခများလေပဲเนาะ များလေဒုက္ခများလေပဲအဲအဲ့ဒီသက်တာအောင်နေမကပဲနဲ့ခန္ဓာကိုယ်ကြီးဆိုတဲ့ဘုဝန်တော်မဘိုးကြီးကိုလုံးလုံးပြစ်ချဖို့ဆိုရင်တော့နိဗ္ဗာန်ရောက်အောင်ဒီကြိုးစားဖို့ရာလိုတယ်ပေါ့ကွာအရိယာကိုဟောပြီးတော့မြတ်စွာဘုရားဂါထာလေးနဲ့ထပ်အဆုံးသတ်လိုက်တယ်ဘာရာဝေပင်ဆက်ခန္ဓာခန္ဓာ၅ပါးကြီးကတော့တကယ်ကိုထမ်းဆောင်ရခက်တဲ့ဝန်တော်ဝန်ဘိုးကြီးပါကွာဘာရာဟာရောဟိပုဂ္ဂလောပုဂ္ဂိုလ်တ attva တွေက ခန္ဓာကိုယ်ဆိုတဲ့ဝန်တော်ဝန်ပိုးကြီးကိုထမ်းဆောင်နေကြရတယ်ခန္ဓာကိုယ်ရှိသမျှထမ်းဆောင်နေရရတယ်ဘာရာဒါနာဒုက္ခလောကေခန္ဓာကိုယ်ကိုတဏှာနဲ့ယူလိုက်ပြီဆိုရင် တော့ခန္ဓာကိုယ်ရလာရင်ဒုက္ခဘာတကားတဲ့တွဲပါလာပြီးတော့မှတ်လိုက်ဘာရာအနိကေပဏံဒုက္ခခန္ဓာကိုယ်ကိုနိဗ္ဗာန်ရအောင်လုပ်ပြီးတော့ခန္ဓာကိုယ်ဆိုတဲ့ဝန်တော်ဝန်ပိုးကြီးကိုပြစ်ချနိုင်တဲ့တနေ့ဟာချမ်းသာတဲ့နေ့ပဲဒီလိုယူရတယ် ပြောတာပေါ့နော်ဒီဂါထာကတကယ်လို့ယဟနာပုဂ္ဂိုလ်ကြီးတွေပရိနိဗ္ဗာန်စံဃာနိဆိုဒီဂါထာရွတ်ပြီးတော့ပီတိဖြစ်ကြတာခန္ဓာကိုယ်ကြီးကိုသူတို့ကချရတော့မလေဒီခန္ဓာကိုယ်ဆိုတဲ့ဝန်တော်ဟောကြီးကိုသူကပြည့်ရတော့ပြည့်တဲ့အခါကျတော့စိတ်မစင်ရဲဘူးဘာပြည့်လဲဆိုတော့ဩခန္ဓာကိုယ်ကြီးကဝန်တော်ဟောကြီးပဲပုဂ္ဂိုလ်တ attva အနေနဲ့ငါတို့ခန္ဓာကိုယ်ကိုဆိုတဲ့ဝန်တော်ဟောကြီးကိုထမ်းဆောင်ခဲ့ရတယ်တဏှာရှိခဲ့လို့ဒါလေဟောဒီဒုက္ခကိုခံစားနေရတာအခုတော့ဘွာ ခန္ဓာကိုယ်ဆိုတဲ့ဝန်မတော်ဝန်ပေါ်ကြီးကိုပြစ်ချခဲ့လိုက်ရပြီတဲ့ကြောင့်ငါတို့တော်တော်ချမ်းသာသွားပြီအဲ့ဒီလိုဥဒါညူကြတာများတယ်နော်ယဟနာဖြစ်ပြီဆိုရင်ယဟနာဖြစ်ဖြစ်ချင်းဥဒါညူကြတာများတယ်နောက်တစ်ခုနေကိဘိတ်တော်ကရုံပါရံအညာပါရံအနာရိယခန္ဓာကိုယ်ပြစ်ချဖို့ရာဆိုရင်ဘယ်လိုလုပ်ရမှာလဲဆိုတော့နေကိဘိတ်တော်ကရုံပါရံကရုံပါရံဟောဝန်တော်ဝန်ပေါ်ကရိုးရိုးဝန်တော်ဝန်ပေါ်ကရုံတအားလေးတာတအားလေးတာ အရှင်သာရိပုတ္တရာဘယ်လောက်ဒီပြောလဲဆိုအရှင်သာရိပုတ္တရာခန္ဓာကိုယ်ဆိုတဲ့ဝန်တော်ဝန်ပေါ်ကြီးကိုတောင်ကြီးထမ်းထားရသလောက်ကိုလေးတယ်လို့ပြောတာမြင်လို့လားမမြင်လို့လားမြင်လို့အရှင်သာရိပုတ္တရာဉာဏ်ကြီးတာကိုနော်ဉာဏ်ကြီးတော့ကြမြင်တဲ့အခါကျတော့တောင်ကြီးထမ်းထားရသလောက်ကိုလေးတာတဲ့နေကိဗိတ္တဘာကရုံမာလာအဲ့တော့တောင်ကြီးထမ်းထားရသလောက်ကိုလေးတယ်ခန္ဓာကိုယ်ဆိုတဲ့ဝန်တော်ဝန်ပေါ်ကြီးကိုပြစ်ချပြီးတော့အဉ္ဉံပါရအနာတိယတခြားပြတဲ့အနာဂတ် ခန္ဓာကိုယ်ဆိုတဲ့ဝန်တော့ဝန်ပိုးကြီးတွေလည်းမယူတော့ဘူး။နော်ဒီဘဝကတော့ပဲတတ်နိုင်တော့မှာလေအတိတ်ကလောက်ခဲ့တာကိုနော်အနာကဝန်တော့ဝန်ပိုးကိုမယူနိုင်ဖို့ရာအတွက်ကုသိုလ်တွေအကုသိုလ်တွေကို ဖြတ်နိုင်တဲ့တနည်းအားဖြင့်ပြောမယ်ဆိုရင်တဏအစိတ်ဓာတ်တွေကိုဖြတ်နိုင်တဲ့နိဗ္ဗာန်ရောက်အောင်လုပ်ပြီးတော့အဲကံနေမစုဆောင်တော့ပဲနဲ့အနာကခန္ဓာကိုယ်ဆိုတဲ့ဝန်တော့ဝန်ပိုးကြီးကိုမယူတော့ဘူးတဲ့မယူတော့ပဲနဲ့တမုံဏတဏဘပုံရှာ တဏှာကိုအမြင့်တဲ့တကွာနှုတ်ပြလိုက်တယ်အမြင့်ဆိုတာတဏှာရဲ့အမြင့်ကဘာလဲဆိုတော့မောဟအဝိဇ္ဇာအဝိဇ္ဇာနဲ့တဏှာမှာအဝိဇ္ဇာနဲ့တဏှာဟာအချင်းချင်းအထောက်အကူပြုတယ်တဏှာရဲ့အရင်မြစ်ကအဝိဇ္ဇာအဝိဇ္ဇာရဲ့အရင်မြစ်ကတဏှာဟုတ်လားနားလည်လားအဝိဇ္ဇာအမှန်ကိုအမှန်တိုင်းမသိလို့တဏှာလိုချင်နေတာဒါကြောင့်တဏှာရဲ့အရင်မြစ်ကအဝိဇ္ဇာ တဏလိုခြင်းတို့ကိုအဝိဇ္ဇာမှန်တိုင်းမမြင်တော့ဘူးဟုတ်တယ်မလားဒါကလည်းကြတော့အစွဲလန်းနေကြီးပြီဆိုရင်အမှန်တိုင်းမမြင်တော့ဘူးတပြည့်တော့ဘုန်းကြီးတွေဘုန်းကြီးဝတ်ထားတာတောင်းမှဒါကလည်းကြတော့ခန္ဓာအကြောင်းဘဝအကြောင်းပြီးတော့တရားအကြောင်းတွေကတိတ်မမြင်တာတွေရှိတယ်လေဘာလို့လဲဆိုတော့အစွဲလန်းတဏအကြောင်းအဝိဇ္ဇာဖြစ်သွားတာအခုဆိုရင်လည်းပဲအဲ့လိုပဲတဲ့ဝဉ္ကြီးကိုချကျင်တယ်ဆိုရင်ဘာဖြစ်လဲအဲ့ဒီဝဉ္ကြီးရေဝဉ္ကြီးကြီးရဲ့ ယူရတဲ့အကြောင်းဖြစ်တဲ့တဏှာကိုတဲ့အဝိဇ္ဇာဆိုတဲ့အရင်အမျက်နဲ့တကဝတုတ်ပြလိုက်ပြီးတော့တဲ့နိစ္စတော်စာလာမှုမရှိတော့ဘူးနဲ့ပြိနေဘူးတော့အေးအေးချမ်းချမ်းနေနိုင်သွားပါတယ်လို့မြတ်စွာဘုရားကပြောတာပေါ့နော်ဒါကြောင့်ဒီကတရားလေးတွေကတကယ်အရေးကြီးတယ်ဒီဟာကိုချုပ်ပြောလိုက်ရင်တော့သစ္စာလေးပါးကိုပြောလိုက်တာလည်းပြည့်ဘူးပဲနော်ဒုက္ခသစ္စာပါလဲဟိခန္ဓာကိုယ်ပဲခန္ဓာကိုယ်ကဒုက္ခသစ္စာလေဟုတ်တယ်မလား အဲဝန်တော့ဝန်ပေါ်နဲ့ဥပမာပေးလိုက်တာမျက်လုံးနဲ့မြင်သွားဥပမာပေးလိုက်တာပဲသမုဒိယသစ္စာတဏခန္ဓာကိုယူဟောဘောဆိုရဲဝန်တော့ဝန်ပေါ်ကြီးကိုယူတဲ့တဏပဲနော်និရောဓသစ္စာနိဗ္ဗာန်နိဗ္ဗာန်ဘာလို့ဆိုရင်ခန္ဓာနိခေဘာရနိခေပနာလေခန္ဓာကိုဝန်တော့ဝန်ပေါ်ကြီးကိုချပြလိုက်တာနောက်ကြတော့မက္ကသစ္စာ မဂ္ဂသစ္စာတော့တဏှာကုံအောင်လုံသနီလုံတဲ့ဒီစနစ်တွေဟာဘာလဲဆိုရင်မဂ္ဂသစ္စာပဲဒါကြောင့်ဒီဂါထာထဲမှာကို သစ္စာ၄ပါးကိုမြတ်စွာဘုရားပြလိုက်တာ သစ္စာ၄ပါးကိုဓာတ်ရိုက်ပြတာလည်းပဲအဲဟိုရှင်းတယ်လို့ပဲဥပမာနဲ့ပြလိုက်တာလည်းပဲလူတွေအတွက်ပို့ပြီးတော့အမြင်ပို့ပြီးတော့ရသွားနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကဗာရတုတ်ကိုဟောခဲ့တာတော်ပါပြီ